independent voice ကျန်းခံရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကရွေးကောက်ပွဲမဲဆွယ်စီရုံးရမှာပြီးခဲ့တဲ့ဂရိကဝတ်တွေအထမြတ်အောင်မဆောင်ရနိုင်မှာကလက်တီးနဲ့ဆွဲထိုးလို့ရတယ်ဆိုပြီးပြောကြားလိုက်ပါတယ်ကျွန်တော်တို့ပါတီဟာရွေးကောက်ပွဲအနိုင်ရလို့ဒါတွေကိုမလုပ်ပေးနိုင်ဘူးဆိုရင်မျက်နာကိုသာလက်တီးနဲ့လာထိုးလိုက်လို့ဦးခင်ကြီးကဆိုပါတယ်၃နှစ်လုံးလုံးအဲ့ဒီမှာရှိတဲ့အရှိမတိုင်းတဲ့ဒုဒုက္ခကြီးတွေဒီမှာရှိနေတဲ့စီးစီးတွေဆွေးနွေးထားတာဖြစ်နိုင်ပါမလားဖြစ်နိုင်ကျွန်တော်ဖွင့်ပြောမယ်နော် ဖွင့်ပြောမယ်ခုတော့ကျွန်တော်ကကျွန်တော်မျက်နှာကြီးပြပြီးတော့ဖွင့်ပြောတာနော်မဟုတ်ရင်တော့ခင်ဗျားတို့မျက်နှာကြီးလို့တို့ဆွဲတာထိုးလိုက်တော့ရတယ်ဖြစ်အောင်ကျွန်တော်လုပ်မယ်အခုနဆေးဝါးနဲ့ပတ်သက်လို့ဝင်ဝင်ကြတယ်မနေ့ကနိုဝင်ဘာလ19ရက်နေ့မှာရန်ကုန်မြို့သူဝနမိုးလုံလီလုံအကစားကွင်းမှာပြုလုပ်တဲ့ရန်ကုန်တိုင်းကျန်းခံရေးပါတီမဲဆွယ်စည်းရုံးရေးပွဲမှာခင်ကြီးကပြောဆိုခဲ့တာပါ နိုင်ငံဝန်ထမ်းငယ်တွေအခမဲ့ခီးသွွာလာခွင့်ရရှိရေးအာမခံချက်တွေပုံစည်းနှုံးကြဆင့်အောင်စောင်းရက်ပေးမဲ့ဂရိကဝတ်တွေလဲသမားတွေရဲ့ကျွေးမီတန်တရားဒစတဲ့ဒစကင်းရှင်းအောင်စောင်းရက်မဲ့အစီအစဉ်တွေကိုရွေးကောက်ပွဲမှာကျန်းခံရေးပါတီအနိုင်ရပါက ပြုတ်လုပေးမယ်လို့မဲဆွဲခဲ့တာပါဒါအပြင်ပြပရောက်နိုင်ငံသားတွေရဲ့ရပိုင်ခွင့်အခွင့်အလမ်းတွေနိုင်ငံသားတွေရဲ့အလောက်ကင်ခွင့်အလမ်းတွေလုတ်ပေးမှဖြစ်ပြီးအစိုးရတက်တန်းတစ်ခုအတွင်း ရဲတပ်ကတူတစ်ခုဖွင့်ဖို့ကိုလည်းကျင်းတည်စီမံပေးသွားမှာဖြစ်တယ်လို့ထပ်မံကတိပေးခဲ့ပါတယ်။2025ခုနှစ်ဒီဇင်ဘာလမှာစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုကျန်းခံရေးပါတီကတနိုင်ငံလုံးအတိုင်းအတာနဲ့ကိုယ်စားလှယ်ပေါင်းတထောင်ကျော်ဝင်ရောက်ရှင်းပြိုင်မှာဖြစ်ပါတယ်။စစ်ကော်မရှင်ကရွေးကောက်ပွဲအပိုင်းတစ်ကိုဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်တရားနှမြို့နယ်၌ကျင်းပသွားမှာဖြစ်ကအပိုင်းနှစ်ကိုတော့2026ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာ မြို့နယ်တရား၌ကျင်းပသွားမှာဖြစ်ပြီးတတိယပိုင်းကိုတော့ကျန်တဲ့မြို့နယ်82မြို့မှာကျင်းပပေးသွားမှာဖြစ်ပါတယ်။ဤစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကို EU နဲ့နိုင်ငံတကာကစန့်ကျင်ကက်ကွက်ထားပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များကဤအတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့တိုက်တွန်းထားပါတယ်။